ကမ္ဘာစံကျင်တွေအစိုးဆုံးအိမ်ကြီးချင်းများအိမ်ကြီးချင်းဆိုတာကတော့အိမ်ကြီးချင်းပါပဲ။ကောင်းတဲ့အိမ်ကြီးချင်းတွေရှိတယ်လို့မကောင်းတဲ့သူတွေကတော့ပိုများကောင်းများပါလိမ့်မယ်။ဒီကနေ့မှာတော့တယောက်နဲ့တယောက်ပို့ပြီးတော့ဆိုးရွားလာတဲ့အိမ်ကြီးချင်းဆိုးတွေကြောင့်ပတ်ဝန်းကျင်ကလူတွေဒုက္ခရောက်ကြရတာကိုရုပ်သံနဲ့တကွပြောပြပေးမှာပါ။ဒူကန်ပြီးတော့ရန်ကားတဲ့သူတွေကဆားလို့အိမ်ပေါ်ထဲမှာဆင်းမွေးပြီးတောင်းကျတဲ့သူတွေအထိကိုကမ္ဘာအစိုးရဆုံးအိမ်ကြီးချင်းတွေကြောင့်ကြည့်ရအောင်ပါ။ရန်ကားတဲ့ကလေးဆိုးတွေနဲ့အမိုက်ပုံးဖြက်စီဖို့2023ခုနှစ်မှာ Reddit သုံးဆွဲသူ Rivian 23ကသူ့ရဲ့လုံခြုံရေးကင်မရာကနေရက်ွက်တွေကကလေးငယ်တွေရိုင်းရိုင်းဆိုင်ဆိုင်ပြုတ်မှုနေတာကိုဗီဒီယိုရိုက်ပြီးတင်ခဲ့ပါတယ်။ဒီကလေးငယ်လေးတရား Jackie Chan လို့တင်ခဲ့ပြီးစိုးသားနဲ့လောက်ရက်တွေလုပ်ခဲ့ပါတယ်။ပြီးတော့သူတို့ဟာညနေဘက်မှာပတ်ပြီးတော့ရှောက်သွားရင်အမိုက်ဖုန်းတွေကိုတိုက်လဲပြက်စီးခဲ့ကြပါတယ်။ဒီကောင်ပိုင်ရှင်ကဒီဗီဒီယိုဖိုင်ကိုရက်ွက်လူမှုကွန်ရက်ဖွဲ့မှာတင်လိုက်တဲ့အခါမှာဒီကလေးငယ်လေးတွေကိုဖော်ထုတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ညနေချက်ကနေချောင်းကြည့်တဲ့သူ Pennsylvania ပြည်နယ် Pittsburgh မြို့က Germany Kennedy ဟာ2018ခုနှစ် ဇွန်လ15ရက်နေ့မှာသူ့ရဲ့အိမ်ပေါ်ဆုံးထက်ကနေထူးဆန်းတဲ့အတန်းနေနဲ့မိရောက်နေကိုသတိထားမိခဲ့ပါတယ်။အိမ်ထဲကိုတစုံတစ်ယောက်ကျူးကျော်ဝင်ရောက်တယ်လို့ယူဆပြီးသူ့ရဲ့အိမ်နေချင်း Robert Hazella ကိုတန်တရားဝင်ခဲ့ပါတယ်။ယေဒီက Hazella ကိုစစ်ဆေးခဲ့ပြီးမှတက်တယ်မရှိတာကြောင့်ဘာမှမလုပ်ဘဲနဲ့ပြန်သွားခဲ့ရပါတယ်။ Kennedy ကသူ့ရဲ့ဆဲလောက်ရဲ့တမီးလေးအိမ်မှာရှိတာမို့စိတ်မချတဲ့အတွက်အပေါ်ဆုံးထက်မှာလုံခြုံရေးကင်မရာတက်ဆင်လိုက်ပါတယ်။နှစ်ရက်ကြာဇွန်လ18ရက်နေ့မှာကင်မရာကိုပြန်စိတ်ကြည့်တဲ့အခါမှာတော့တကယ်ကိုထိတ်လန့်စရာမြင်ကွင်းကိုတွေ့လိုက်ရတာပါပဲ။ သူ့ရဲ့အိမ်နေချင်းဟက်ဒလာကအပေါ်ဆုံးတက်ကိုတော်သွားပြီးတော့သူ့ရဲ့မိသားစုကိုချောင်းကြည့်ဖို့မျက်နှာချက်ကိုအပေါက်တွေဖောက်နေခဲ့ပါတယ်။ဟက်ဒလာဟာအပေါ်ဆုံးတက်တစ်ခုကြားကနိုင်ရန်ကိုဖျက်ပြီးအယောင်ပြနိုင်ရန်တစ်ခုနဲ့ဖုံးကွယ်ထားတာပါ။ဂင်နီဒီကရဲဒီကိုဗီဒီယိုသက်သေတည်းပြခဲ့ပြီးရဲ့နောက်မှာဟက်ဒလာကိုဖမ်းဆီးခဲ့ပါတယ်။ဟက်ဒလာဟာခုံးမှုကျိုးကြုံမှုနဲ့နှောက်ယှက်မှုတွေနဲ့အပြစ်ရှိတယ်လို့သတ်မှတ်ခံခဲ့ရပါပြီ။ပြည်တံကိုဆိုင်းငံ့ခဲ့တာမို့တားကောင်တွေရဲ့ဘေးမှာပဲပြန်နေခွင့်ရခဲ့ပါတယ်။အင်ပေါ်တက်မှာဆင်မွေးလို့လုပ်ငန်းပြသသွားသူ1905ခုနှစ်ကစကော့တလန် အေဒင်ဘတ်မြို့မှာမော်ဘိုဆိုင်ပိုင်ရှင်အဂျန်ကာဟာသူ့ရဲ့လုပ်ငန်းကိုအပေါ်တက်ကအိမ်လေးချင်းကြောင့်ထိခိုက်ခံရလို့ဒေါသထွက်ခဲ့ပါတယ်။မျက်နှာချက်ကနေရည်တည်နဲ့ဒလိမ့်ဆန်ချေးတွေအများကြီးရိုစိမ့်ကျနေရကြောင်းမော်ဘိုရောင်းချဖို့မဖြစ်နိုင်ခဲ့ပါဘူး။အပေါ်တက်အိမ်လေးချင်းအဗရာဟမ်ဆီလ်ဗာကအိမ်မွေးဒလိမ့်ဆန်ဖြစ်တဲ့စင်တကောင်မွေးထားတာကြောင့်ဒီပြဿနာဖြစ်တဲ့အခါမှာဆီလ်ဗာဟာစင်ကိုတိုက်ခတ်နေမှာထားခွင့်ရတယ်လို့မယူဆပါဘူး။အကြံကားကမြို့ကောင်စီကိုတိုင်ကြားခဲ့ပါတယ်။နောက်ပဲမှာတော့စင်ကိုဂျန်ဒီမြို့ကိုပို့ခဲ့ပြီးတော့အဟာရချိုးတွေကတည်ဆုံခဲ့ပါတယ်။ အယံမူပြီးကာမောင်ရန်ကားတဲ့မြို့သမီးအယံမူပြီးကာမောင်ရန်ကားတဲ့မြို့သမီးကယ်လီဖိုးနီးယားပြည်နယ်ဘာကလေးမြို့ကဇုံလင်တွေတွေဟာမက်တန်တွေရောက်ထင်မီဘက်စီလို့ခေါ်တဲ့အင်းနေချင်းစိုးနဲ့ဂျုံခဲ့ရပါတယ်အယံမူနေချင်းမှာထင်မီဘက်စီဟာသူကားနဲ့အဆောင်ကိုတိုက်မိခဲ့ပါတယ်ရဲကိုဖုန်းခေါ်ခဲ့ပေးမယ်သူမကဆက်လက်မောင်းနေပြီးတင်ပင်ကိုတိုက်ချကအဆောင်ကိုထပ်မံတိုက်ခဲ့ပါတယ်ဒါပြင်သူမဟာအင်းနေချင်းနေရဲ့ဝေပေါက်နေရာမှာအမိုက်တွေကိုပုံရောပြစ်ချခဲ့ပါသေးတယ်ရဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာသူမကရိုင်းဆိုင်စွာပြုံးမှုခဲ့ပါတယ် သူမဟာရဲရီနဲ့ရင်ဆိုင်ရပြီးသူမထွက်ခွာသွားခဲ့မှရှိကြောင်းပြောဆိုခံရခြင်းမှာတော်တော်လေးစိတ်တူဒေါသထွက်သွားခဲ့ပါတယ်။တချို့ရဲ့မျက်ချက်တွေကလူတွေကသူမရဲ့ခြံရှိမှာတပုံရိုက်ဖို့လာကြတဲ့အတွက်ထင်မီကစိတ်ဆိုးပြီးတော့ရန်ကားတဲ့ဆင်ကိုရောက်သွားခဲ့တာပါ။ကံမကောင်းစွာနဲ့ပေသူမကိုမကြခင်မှာအိမ်ပြန်လွတ်ပေးလိုက်တဲ့အတွက်သူမရဲ့နောက်ဆက်ပေးမှုတွေကိုဆက်လုပ်ခဲ့ပုံရပါတယ်။ Bright and Friendly အကောင့်ကိုလည်းတနေ့လောက်ကြာအောင်မိုးမှန်တာမရှိတော့ပါဘူး။အမြဲတမ်းဆဲဆုံနေတဲ့အိမ်ကြီး YouTube က Expo 633 channel မှာ Crazy Neighbor Lady လို့နာမည်ပေးထားတဲ့ဒူဒူကြကြစိတ်မမှန်တဲ့အင်းကြီးချင်းမျိုးသမီးတူရဲ့ဗီဒီယိုတွေအများကြီးတင်ထားတာတွေ့ရပါတယ်။ဒီမျိုးသမီးဟာရက်လိုက်ပြီးတော့တေးလိုက်ဆိုပြီးတော့မကြာခဏအော်ဟစ်ဆဲဆိုလေးရှိတာမို့သူပြင်းနာမှာနေရတဲ့သူတွေငြင်းချမ်းမှုလုံးဝမရှိကြပါဘူး။နေမကြီးခဲ့တဲ့ဗီဒီယိုတစ်ခုမှာဒုမဟာလေကားတစ်ခုကိုဒုမပိုင်နေမျိုးပေါ်ကဖယ်ခိုင်းဖို့အဆက်မပြတ်ချင်းချောက်ပြောဆိုနေတာကိုတွေ့ရပါတယ်။လက်ကလေးပုံချုံပင်၂၀၀၃ခုနှစ်တုန်းကအင်္ဂလန်နိုင်ငံဝါဝစ်ရှီယာကရစ်ချတ်ချက်ကင်စာသူ့ရဲ့အိမ်နေချင်းမျက်နှာချင်းဆိုင်က အရက်ဆိုင်ကလူတွေစောင့်လောက်နေတာခံခဲ့ရပါတယ်။ဒါအောင်ဖြေရှင်းဖို့အတွက်သူ့ရဲ့ခြံစည်းရိုးပင်ကိုလက်ကလေးထောင်ပြတဲ့ပုံတံမျိုးဖြစ်အောင်လို့ဂိုင်းဖြတ်ဖန်တီးခဲ့ပါတယ်။ဒီဖန်တီးမှုက16နှစ်လုံးလုံးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပြီးမယ်။ရဲတွေကတူတဲ့တိုင်ကြားချက်ကိုလက်ခံရရှိပြီးတဲ့နောက်မှာ Richard ကိုချုပ်ပြီးပုံပြောင်းဖို့အတွက်လို့မဟုတ်ခုတ်ပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။ Richard ကတော့ငြင်းဆန်ခဲ့ပါတယ်။အိမ်နီးချင်းကိုချီးနဲ့စော်ကောင်းမှု Accent မျိုးဟာ Canada ဒိန်စုံတွေဟာ February 6ရက်နေ့မှာအိမ်ပြန်ရောက်တော့ သူတို့ရဲ့တကားတော်ပေါ်မှာတုတ်ကိုကောနဲ့ကတ်ချပြီးစားဖို့တက်တာထဲမှာနွားချီတွေပြင်းနေတွေ့ခဲ့ရလို့တော်တော်လေးထိတ်လန့်သွားခဲ့ပါတယ်။ CCTV ကိုကြည့်တဲ့အခါမှာဒီလိုရက်ကိုတက်ကြီးရွယ်ဦးမျိုးသမီးတို့ကလုပ်ခဲ့တာလို့သိရပါတယ်။သူမဟာတနည်းအလိုတုံးကသူတို့ရဲ့ကားနှစ်စီးကိုဆေးချွတ်စင်းနဲ့တခြားပစ္စည်းတွေတုံးပြီးဖျက်ဆီးခဲ့ပူပါတယ်။ဒါပေမဲ့ရေရီကကင်မရာမှာမှတ်တမ်းရှိနေတာကိုကျူးလွန်သူကိုဖော်ထုတ်နိုင်ခြင်းမရှိသေးပါဘူး။ရှူဂိန်းပိတ်ဆို့မှုနဲ့ရှီဟောင်းအလင်းဥပဒေ1992ခုနှစ်မှာမက်ဂျက်ခင်းစား မိုက်တန်စီမှာပင်လယ်ရှုကင်းကောင်းကောင်းမြင်ရမယ့်အိမ်ကိုဝယ်ခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပဒင်းမောင်းအပြင်ဘက်မှာတေသားပြားဖွဲ့စည်းပုံတစ်ခုကရှုကင်းကိုကွယ်နေရတွေ့ရလို့အံ့ဩခဲ့ပါတယ်။ဒီတေသားပြားတွေကို1955ခုနှစ်ကတည်းကအိမ်နေချင်းကဒီတေသားပြားတွေကို1955ခုနှစ်ကတည်းကဘေးအိမ်နေချင်းကစိုက်ထူခဲ့တာမို့ဂျက်ကင်းစဖယ်ရှားခွင့်မရှိပါဘူး။ဘေးအိမ်ပိုင်ရှင်အီသက်ဒီကလည်းရှီအောင်အလင်းဥပဒေကိုကိုးကားပြီးတော့ဖယ်ရှားခွင့်ကိုညှင်းပေးခဲ့ပါတယ်။ဒီဥပဒေအရဂျက်ကင်းစ်ကအလင်းနဲ့ရှုကင်းကိုရယူပိုင်ခွင့်မရှိဘူးလို့ဆိုပါတယ်။ ။နောက်ဆုံးမှာတော့အီဒက်ဒီဟာမျိုးကိုအိမ်သေးဆောက်ဖို့ခွင့်ပြုချက်နဲ့ရောင်းချလိုက်တဲ့အခါမှာဒေသပြားတွေဖေရှားခံရပြီးဂျန်ကင်ပြည်သားစုကလည်းပင်လယ်ရှုခင်းကိုပြန်ရခဲ့ပါတယ်။တနက်နေ့ချင်းချောက်တဲ့ကားမောင်းသူ2024ခုနှစ်ဟောလိဝုဒ်မှာအမျိုးသမီးတူလမ်းဖြတ်ကိုစဉ်အရှိလုံးနဲ့ကားတစ်စီးကြောင့် NDA ဖြစ်လို့နေနေကြုံခဲ့ရပါတယ်။သူမကကားမောင်းသူအသက်နဲ့ဆက်ရွယ်အမျိုးသမီးကိုသွားပြောတဲ့အခါမှာကားမောင်းသူကရုတ်တရက်စိတ်ယိုးပေါက်ပြီးရဲကိုဖုန်းခေါ်မယ်လို့ပြောပါတယ်။ဒါပြင်သူမမှာတနက်ရှိကြောင်းချင်းချောက်ခဲ့ပါတယ်။ သူမကသူ့ကိုရင်ဆိုင်ပြောဆိုသူကိုစိတ်ရဲသူအင်ချီမဲလို့စော်ကားခဲ့ပြီးစေဝါလိုအပ်တယ်လို့လောင်းပြောင်ပြောဆိုခဲ့ပါတယ်။ဒေမီဘက်ဆီရဲ့နောက်ဆုံးရန်ပွဲဒေမီဘက်ဆီလို့ယူဆရတဲ့အမျိုးသမီးနဲ့အင်းနေချင်းတူဦးကြောင့်စကားများရန်ဖြစ်ခဲ့ကြတဲ့ဖြစ်ပျက်လေးပါ။အင်းနေချင်းကဘက်ဆီရဲ့ဝိုင်းဆက်တဲ့မျက်နှာကိုလာပြေဖို့နဲ့ခိုင်နိုင်ပြောဆိုခဲ့ရတာကနေစတာပါ။ဘက်ဆီကလည်းရှင်းရတင်ကန်းစာရသွားလိမ့်မယ်။ဆိုပြီးတော့ချင်းချောက်ခဲ့ပြီးတော့အင်းနေချင်းကပြန်လည်စေခေါ်တဲ့အခါမှာဘာကြောင့်လဲဆိုတော့ကျမကကရန်လီဆိုပြီးတော့မှကိုကိုကိုပြောဆိုခဲ့ပါတယ်။ ဒီရံပွဲက5မိနစ်လောက်ကြာခဲ့ပြီး Baxie ရဲ့မိကလည်းထိမှုကြိုးစားခဲ့ပါတယ်။နောက်ဆုံးမတော့ Jasmine လိုနာမည်ပေးထားတဲ့အင်းအင်းချင်းမြို့သမီးဟာအပြည့်ရှိချောင်းဝင်ခံပြီးအိမ်ထဲကိုပြန်ဝင်သွားခဲ့ပါတယ်။တကယ်တော့ဒီရံလုံစိတ်များပြားတဲ့အပြုမူတွေဟာပြင်းထန်တဲ့ကြိုးဆက်တွေရှိလာနိုင်ပါတယ်။ခြံထဲမှာအများပြည်သူသောအင်တာလောက်သူတွေ2023ခုနှစ်က Reddit မှာ Shift Family ဆိုသူတင်ခဲ့တဲ့ဗီဒီယိုကအင်းအင်းချင်းကပါတီလိုပြီးသူ့ရဲ့ဧည့်သည်တွေကအင်တာသွားသုံးဖို့အိမ်ထဲမဝင်ပဲဘေးကျင်းကချန်ထဲမှာပဲရှူပေါက်ခဲ့တာတွေ့ရပါတယ်။ရဲခေါ်လိုက်တဲ့အခါမှာအဲ့ဒီလူကထွက်ပြေးခဲ့ကြောင်းသိရပါတယ်။တကယ်ကိုလွန်လွန်းတဲ့အပြုမူပါပဲ။ ရန်ကုန်ကျောင်းတနက်နေ့ချိန်6:00နာရီ2024ခုနှစ်မတ်လမှာဘာတန်တာကယ်လီမရင်းဆိုတဲ့ YouTube channel ကနေဒီကေကိုစိတ်ရှုပ်စရာဗီဒီယိုတစ်ခုထုတ်ပေါ်လာခဲ့ပါတယ်။ကယ်လီဖိုးနီးယားမှာသူတို့ channel ကိုတနက်ကင်ပြီးဝင်ရောက်လာတဲ့အိန္ဒိယမျိုးသမီးတူအုကိုခင်မုန်းဖြစ်သူကရင်ဆိုင်မေးမြန်းနေတဲ့မြင်ကွင်းမှာအကြောင်းရင်းကတော့ကြောင်မဲတကောင်ကသူမရဲ့ဝင်ပေါက်နာကိုခဏခဏလာနေလိုပါတယ်။သူမအဒီအကြောင်းကိုတတ်ပြစ်မယ်လို့ချင်းချောက်ခဲ့ပြီးနောက်ဆုံးမှာတော့ငါပိုင်တဲ့မြေပေါ်မှာအဒီအကြောင်းကိုနောက်တစ်ခါတွေ့ရင်ရှင်တောင်တာရစေရမယ်လို့ပြောပြီးထွက်သွားခဲ့ပါတယ်။ကယ်လီရဲ့ပြောကြားချက်အရရဲကိုဖုန်းဆက်ခေါ်ပြီး ဲ့ဒီမျိုးသမီးရဲ့တနက်ကိုတင်းဆဲခဲ့တယ်လို့သိရပါတယ်ပို့ပြီးတော့ YouTube ဆရာကောင်းတာကသူမသားဖို့ဂျန်စီနေတဲ့ကြောင့်ကယ်လီတူရဲ့ကြောင်းတော့မဟုတ်ပဲကြောင်မားနေတာပါနောက်ဆုံးတော့အဲ့ဒီမျိုးသမီးကိုစိတ်ပိုင်းဆိုင်ရာမူမမှန်သူဖြစ်နေတတ်မှတ်ပြီးကုသမှုခံယူစေခဲ့ပါတယ်အယံမူပြီးအိမ်ကိုဝင်တိုက်တဲ့ကောင်းပေါင်းသူဒီဖြစ်ရမှာတော့ဘယ်သူမှမထိခိုက်ခဲ့ပေမယ့် ပြည်စည်းဆုံးရှုံးမှုကတော့ကြီးမားပါလေ2021ခုနှစ်မှာ Redditor တအိုးကသူ့ရဲ့အိမ်လေးကြီးကအရင်မိုးပြီးတော့တနအီကိုမိုင်း80လုံးနဲ့မောင်းနေရကနေသူဝင်ကိုတက်တက်ဝင်တက်လိုက်တာဓာတ်ပုံနဲ့တကွာပြသခဲ့ပါလေအင်ဂျီတခုလုံးပြည်စည်းသွားခဲ့ပြီးပို့ပြီးတော့ဆိုးရွားသွားခဲ့တာကကောင်းမောင်းသူမှအာမခံမရှိတာပါအိမ်ပိုင်ရှင်မှာပြုပြင်စီအတွက်အာမခံရှိလို့တော်ပါသေးတယ်။အတော်လေးစိတ်နှောက်ရှက်ဖြစ်စရာကောင်းတာကဒီလူဟာထောင်တန်းလုံးဝမကြခံခဲ့ရဘူးလို့သိရပါတယ်။ခြံစည်းအပေါ်ကကင်မရာစည်းကွက်များတစုံတစ်ယောက်ကငါ့ကိုကြည့်နေတယ်လို့ပဲလို့ခံစားဖို့ပါသလား။ ဒေတော့တုံးဆဲသူတို့ကအိမ်နေချင်းအချန်စီဥပေါ်ကဇီးကွက်ရုပ်ထဲမှာကင်မရာများရှိနေသလားတန်တရားဝင်ခဲ့တဲ့ဗီဒီယိုကိုတင်ခဲ့တာပါတကယ်တော့ဒီလိုဇီးကွက်ရုပ်တွေဟာငှက်တွေကိုခြောက်လှမ်းမှုထားတဲ့ကြတာဖြစ်ပြီး၎င်းတို့ကလှုပ်ရှားမှုအာရုံခံစနစ်နဲ့အလုလုတဲ့အတွက်လူတွေကိုပါကြည့်နေတဲ့ကဲ့သို့ဖြစ်နေတာပါတချို့လှုပ်တာတန်ငှမောင်းတာဖြစ်နေတာကြောင့်စိတ်အေးရတယ်လို့လည်းပြောရမှာပါလူမျိုးခွဲကြတတ်တဲ့လက်သမားတူကိုင်းမျိုးသမီးကယ်လီဖိုးနီးယားက Chesswood Marilyn Leon ဆိုရဲအမျိုးသမီးဟာလက်သမားတူနဲ့ချောင်းနဲ့သူ့အိမ်ကြီးချင်းရဲ့ကားကိုရိုက်နှက်နေတာဗီဒီယိုဖိုင်မှာပေါ်ခဲ့ပါတယ်။သူမကအိမ်ကြီးချင်းတွေကိုဒီရက်ွက်ထဲကနေထွက်သွားဆိုပြီးတော့အော်ဟစ်ခဲ့ပြီးလူမျိုးခွဲခြားတဲ့ဇာတ်ကားတွေလည်းပါဝင်ခဲ့ပါတယ်။ Leon ကိုနောက်ပိုင်းမှာတော့ရဲတွေကဖမ်းဆီးခဲ့ပြီးမယ်။နောက်ဆုံးတဲ့အချိန်တွေကိုတော့မသိရပါဘူး။ကားပြစီးသွားတဲ့ပိုင်ရှင်ကပြုပြင်စေဒေါ်လာ1300ကျော်ရမုံငွေရှာနိုင်ခဲ့တာကောင်းပါတယ်။ကားပေါ်ကကိုကိစားကိုမလုပ်တဲ့စာများ2021ခုနှစ်တုန်းကဒေါ်ဒက်ရှ်ဘုတ်နေသူတို့ဟာအော့ဂလာဟာမာပြည်နယ်ကကားတစ်စီးပေါ်မှာစိတ်ဝင်စားပြန်စားသားတွေ့ခဲ့ရပါတယ် ဟောင်းတာငါခွေးပဲဖြစ်ရမယ်တခြားခွေးတွေမဟုတ်ဘူးငါကလေးတွေဘယ်တော့မှចောင်းပြတ်မတဲ့ငါကလေးတွေဘယ်တော့မှចောင်းပြတ်တယ်မလဲစိတ်မပူနဲ့စတဲ့အိမ်တွင်းပြဿနာတွေကိုထုတ်ပေါ်ရေးသားထားတာပါမြက်ခင်းကြောင့်မီးရှို့ဖို့ကြံစီသူ2013ခုနှစ်မှာဂျော်ဂျီယာပြည်နယ်ကမန်တီကော့ဘတ်ရဲ့မြက်ခင်းရှိကိစ္စကြောင့်မအိနေချင်းဖီလီဟာမကျင်းတတ်ခဲ့ပါဘူးဖီလီကကော့ဘတ်ကိုတတ်ပြင်မယ်လို့ချင်းကြောက်ရာကနေနောက်ပိုင်းမှာဒက်စီနှဘုံနဲ့ရောက်လာပြီးကော့ဘတ်ရဲ့အိမ်မင်းပေါက်တွေကိုခွဲကဒက်စီလောင်ခဲ့ပါတယ်ကော့ဘတ်ဟာသူ့ရဲ့သုံးနှစ်သမီးလေးကိုလမ်းဆွဲခဲ့ပြီးအသေးအံထွက်ပြေးခဲ့ရတာပါဖီလီကအင်ကိုမီးမရှို့ခင်မှာမကန့်ကောက်စွာနဲ့ လွတ်မြောက်ခဲ့ပါတယ်တကယ်ကိုမယုံနိုင်စရာပါပဲမြက်ကင်းတစ်ခုတည်းကြောင့်လူတယောက်အိမ်ကိုမီးရှို့ပြီးလူသက်ဖို့ကြိုးစားခဲ့တာပါဖီလီဟာလည်းအရင်ကတည်းကလူသက်မှုနဲ့ထောင်ချခဲ့ဘူးသူဖြစ်ပြီးနောက်ဘက်မှာတော့မီးရှို့မှုတိုက်ခိုက်မှုတွေနဲ့တရားစွဲခံခဲ့ရပါတယ်နာမည်ကြီးလို့သူရဲ့လိန်ညာမှုနဲ့စိတ်မှန်သောအမှန်တရား2023ခုနှစ်မှာ Stephanie Merrick ဆိုတဲ့ ။ဩစာရှိသူတို့ဟာသူ့ရဲ့အိမ်နေချင်းကခြံစည်းကိုခုန်နေရပြသတဲ့ဗီဒီယိုဖြစ်ပြီးပြသတဲ့ဗီဒီယိုတင်ပြီးအိမ်နေချင်းကိုပြဿနာရှာသူဖြစ်နေဆွဆဲခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီဗီဒီယိုနဲ့အကောင့်ကို Marriage ကလုံးဝဖျက်ဆီးခဲ့ပါတယ်။အကြောင်းကတော့ခြံစည်းမျိုးသမီးကတကယ်အမှန်တရားကိုဖော်ထုတ်ခဲ့လို့ပါပဲ။တကယ်တမ်းကျတော့ Tiffany တို့မိသားစုကအိမ်နေချင်းမျိုးပေါ်ကခြံစည်းကိုပဲရှာဖို့ညှင်းဆိုခဲ့လို့အိမ်နေချင်းကကိုယ့်ဘာသာကိုခုတ်ခဲ့ရတာလို့သိရပါတယ်။ဒါကြောင့် online ကကြားသမားကိုအလွယ်တကူမယုံသင့်ဘူးဆိုတာဒီဖြစ်ရကတင်ခဲ့စားပါ။ဇပွဲအောက်ကအတန်ဖန်ဆက်ဒါပေမဲ့တခါတလေမှာတော့အမှန်တရားကတကယ်ကိုကြောက်စရာကောင်းပါတယ်။၂၀၂၀ပြည့်နှစ်တုန်းက B တိန်က ဒေဗီဝရင်ဂျုံဟာခီးသွောဖို့အတွက်နေ30လုံးလုံးခင်မင်ခဲ့တဲ့အိမ်နေချင်းဝီလျံနိုလန်တို့ကိုကြောင်းလေးအစာကျွေးဖို့အိမ်တော့အပ်ခဲ့ပါတယ်။အိမ်ပြောင်းတဲ့အခါမှာစပွဲအောင်မှာတိတ်နေခဲ့ထားတဲ့ဒူးစန်းနဲ့အနက်ရောင်တက်တာလေးအတန်းပန်းဆက်ကိုတွေ့ရပါတယ်။ဂဒင်ကောင်းရင်မှလည်းနောက်တစ်ခုတွေ့ရပါတယ်။နောက်တော့ဒေဗီတို့ဆောင်တွေဟာအဲ့ဒီပစ္စည်းတွေကိုပြန်ယူမဲ့သူကိုမိစေဖို့အတွက်လေဝဲကင်မရာတက်ဆင်ပြီးစောင့်ကြည့်ခဲ့ရမှာလာယူသူဟာအိမ်နေချင်းဝီလျံနိုလန်ဖြစ်နေတာလက်ဘူးလက်ချက်မိခဲ့ပါတယ်။နေ30ကြာခင်မင်ခဲ့တာတော့မှဒီလိုလုံးချုံကြီးကိုဖျက်ဆီးခဲ့တာတကယ်ကိုစိတ်ပျက်စရာပါ။ ဝီလျံကိုရဲတွေကဖမ်းဆီးပြီးလိုက်လံနောက်ဆက်မှုနဲ့တရားစွဲခဲ့ကြမှာထောင်ဒဏ်15ပတ်နဲ့ဒဏ်ငွေပေါင်300ပဲချမှတ်ခံခဲ့ရပါတယ်။ဒီလိုပြစ်ဒဏ်ကသူ့ကိုတင်ကန်းစာပေးနိုင်ပါမလားစဉ်းစားကြပါ။ကဲဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲ။ဒီမှာရောဒီလိုဆိုတဲ့အင်းကြီးချင်းတွေကိုပိုင်းဆိုင်ထားပါသလား။ဘလို့ဆိုလဲကိုမမပြောခဲ့ပြပါဦး။